အဲဒါဆိုရင်အကူဆက်ပြီးတော့မွန်တိုင်းဆန်အပိုင်းလေးဆက်ကြည့်မယ်မွန်တိုင်းဆန်အပိုင်းကတော့အလွယ်ကူဆုံးပဲအဖြေရဖို့လွယ်တယ်ဘာဖြစ်လို့လဲဆိုတော့မွန်တိုင်းဆန်အပိုင်းမှာဆိုရင်အောက်မှာတွေ့တယ်မလားမြားထိုးပုတ်စားလို့လည်းသူ့ကိုခေါ်တယ်ဘာဖြစ်လို့လဲဆိုတော့မြားထိုးထားတဲ့လူကဘလို့ပြောမလဲဆိုရဲအရာကိုပဲကိုယ်ကြီးစဉ်းစားပေးရမှာဖြစ်တယ်အဲ့အလီကကြတော့သူကတနှစ်သုံးလေးဆိုပြီးရွေးချယ်စရာတော့မပေးထားဘူးသူပြောမဲ့စကားပြောထဲမှာတန်းပြီးတော့သူကအဖြေထည့်ထားပေးတယ်အခုနမတ် အခု rare ပေါ့ဥပမာပုံလေးမှာကြီးကြီးလိုက်မယ်ဆိုရင်ဒါကစိုင်းတစ်ဆိုင်မှာဖြစ်ပုံများတယ်ဥပမာမတည့်ရက်နေတာကသူက ban နဲ့ဖြစ်တဲ့အတွက် wait trap ဖြစ်ပုံများတယ်ပေါ့နော်စိုင်းနေတာက customer ဖြစ်ပုံများတယ်အဲ့တော့အဲ့လိုမျိုးစားသောက်ဆိုင်အတော်အတွက်မှာဆိုရင်အခုမြားပြထားတာက ထိုင်နေတဲ့အမျိုးသမီးကဘလို့ပြောမလဲဆိုတာလေးကိုကိုကစဉ်းစားပြီးတော့ပြောပြရမှာပေါ့နော်အဲ့တော့အကိုမွန်းနိုင်ဆိုင်ရဲ့ဖြစ်ဆိုပုံကြီးကိုအရင်ဆုံးနားထောင်ပါအောင် 問題3問題3では絵を見ながら質問を聞いてください矢印の人は何と言いますか1から3の中から一番いいものを一つ選んでください。えー では練習しましょう。では練習しましょう。そのあが r a i レレストランでお店の人を呼びます。お店の人を呼びます。レストランでスタートしますい。お店の人を呼びます。えら、サインがルゴで呼びます。何と言いますか နန်တို့ EMF ကဘလို့ပြောမလဲတဲ့အဲ့တော့ခေါ်တဲ့အခါကျရင်ဘလို့ပြောပြီး common လဲဆိုတာအခုသူတက်နှစ်သုံးလေးပြောလိုက်မယ်နော်1 1နံပါတ်1မှာいらっしゃいませいらっしゃいませいらっしゃいませဆိုတာပါလေ ကြိုးစားပါနေဆိုရင်အတိတ်ပဲလေဖြစ်တဲ့အဲ့လိုခေါ်မလားမခေါ်ဘူးလေနော်အဲ့တော့နံပါတ်၁ကိုပယ်လိုက်တော့ तू ကဒီမှာတနစ်သုံးလေးကိုအဖြေကိုမပေးထားဘူးနော် तू စကားပြောတဲ့မှာထည့်ပြီးပြောတာဖြစ်တဲ့အတွက်ကိုရီကအကြံပြင်းတနံပါတ်၁လားနံပါတ်၂လားနံပါတ်၃လားဆိုတာတမ်းပြီးတော့စဉ်းစားပြရမယ်နော်နိဗ္ဗာန်ဆန္နာထောင်2နိနံပါတ်2失礼しました失礼しましたအဲ့ဆိုခွင့်ပြုပါအောင်လို့ပြောတာ3 3 すみません。さん、すみません。すみませんとはデザイナーがルコレカマ登ねり。 ဒါဆိုရင်အဖြစ်မှန်ကဘာဖြစ်မလဲစမ်းပန်ပေါ့ဟုတ်တယ်မလားလူခေါ်တဲ့ကကြာရင်သမီမာဆန်ဖြစ်တဲ့အတွက်ကိုရီအကူအဖြစ်ကတောင်းကွမ်းမြောက်မှာသွားပြီးခဲချင်ုံပေးသူပေးထားလားဆိုတော့မပေးထားဘူးเนาะပုံကြီးပဲပေးထားတယ်အဖြစ်ကလည်းသူ listen နဲ့မှာတခါတည်းထည့်ပြီးသားအဲ့တော့ကိုကနားထောင်နေအခါကြာရင်ဘလို့နားထောင်မလဲနမတ်ကိုလည်းနားထောင်မှာဖြစ်တယ်လို့အဖြစ်ကလည်းဘယ်နမတ်လေးဆိုတာလေးလည်းသိချာနားထောင်ဖို့လူတယ်เนาะနောက်တစ်ပုတ်ဣချီပန်ဣချီပန်ဤမနောဝါ 三番です。一番いいものは一答用紙の問題三の例のところを見てください。一番いいものは三番ですから。答えはこのように書きます。では、始めます。 あと電は始めますさびろなまってか1番山を歩いています山を歩いています単語で何しゃうに入れれ友達と一緒に休みたいです友達と一緒に休みたいです友達と友達と一緒にあるる休みたいですなぜねれ何と言いますか နန်တိုအီမတ်ကဘလို့ပြောမလဲတဲ့အစ်ချစ်အစ်ချစ်နမတ်အမရီယာစမီမဆန်အမရီယာစမီမဆန်အမရီသိပြီးတော့ယာစမီမဆန်မနာဘူးတဲ့ဖြစ်နိုင်မလားအဲ့တော့တက်ကိုပဲလိုက်တော့နော်နီ今休んでいますか今休んでいますか今休んでいますかあこあなゆにだら さん。少し休みましょう。少し休みましょう。ねねらあなゆじゃやあ。少し休みましょう。ねねらあなゆじゃやあ。だそういう3番があてまんもဖြစ်သွားဘူးလား。အဲ့တော့တဲ့နဲ့နှစ်နဲ့ကကိုယ်နေနားထောင်နေတာမဟုတ်ဘူးဆိုရင်သူတို့ကိုခေါင်းထဲတောင်မထည့်နေနေတော့နောက်ထပ်အခုဆမ်းပန်အပြည့်မှန်ဖြစ်တဲ့အတွက်ဆမ်းပန်ကိုကိုယ်ဒီဖြေးလိုက်လို့ရပြီနော်နောက်တစ်ပုတ်ဆက်သွားမယ်ညပန်နံပါတ်2ဆက်ပြအောင် 達にチョコレートをあげます。友達にチョコレートをあげます。あ、たげじんあれ、チョコレートをぴれて。なんと言いますか?なんと言いますか?ブルー病もれて。1。1ナマテ。どんなチョコレートですか?どんなチョコレートですか?ブルーチョコレートにゆれ。 ဒီလိုမေးမလားမမေးဘူးထင်တာပဲเนาะကိုကတန်ငယ်ချင်းကိုပေးမှလေအဲ့အတွက် Don't much chocolate to this ကလို့တော့မမေးလိုက်ဘူးเนาะအဲ့ဘလို့ chocolate မျိုးလေးတော့မမေးဖြစ်တဲ့အတွက်တစ်ကိုပေးလိုက်မယ်နိနိနမနှစ်နာထောက် chocolate あげませんかとあげませんか chocolate ပေးမလားပေါ့เนาะ some chocolate いかがですかチョコレートいかがですか ချောကလတ်အီကာဂါဒစ်ကာကြာပူးလိုက်မယ်ထင်တယ်သုံးဆောင်မလားလို့မေးတာချောကလတ်သုံးဆောင်မလားလို့မေးမယ်အဲ့တော့စမ်းပန်ကအဖြစ်မှန်ဖြစ်ပုံများရည်လीနော်တနေ့နေ့ကမဖြစ်နိုင်ဘူးအဲ့တော့အဖြစ်မှန်ကစမ်းပန်ပါနံပါတ်3လေးဖြစ်ပါတယ်နောက်တစ်ပုတ်လေးဆက်ကြည့်မယ်နော်ဒီလိုလေးလွယ်လွယ်လေးပဲဖြေရတာစမ်းပန်ကြည့်မယ်3番エレベーターに乗りたいです。 အရေဘေတာနီနိုရီတိုင်းဒက်စ်တမ်းပြီးတော့ဘာသာပြန်တက်ရမယ်အရေဘေတာနီနိုရီတိုင်းဒက်စ်တက်လီကစီးတင်နေနန်တိုယီမတ်စကာနန်တိုယီမတ်စကာဘယ်လိုပြောမလဲ1 1နံပါတ်1နော်တက်လီကစီးတင်ဘယ်လိုပြောမလဲအနိုရီမတ်စအနိုရီမတ်စအာစီမေသူပြောမလား2 2နံပါတ်2စာ乗りましょう ဆာနိုရီမာရှောနိုရီမာရှောဆိုတာတယောက်ထင်းလောက်တော့မို့အများနဲ့လောက်တော့မှသုံးသာဖြစ်တဲ့အတွက်နိနံပါတ်2ကိုပယ်လဲလို့ရရင်နော်စီးကြရအောင်လို့မပြောဘူးဆမ်ဆမ်すぐ乗ってください。すぐ乗ってください。すぐ車賃を乗ってください。シーバーで。てるれもပြောらぼうてね。こがシーてねるれ。えいとは。あ、乗りますれ。1番が坂路目こが通りまぽ。えいとは。1番が1番が အနိုဒီမဆိုတဲ့စကားလုံးလေးပါအဲ့တော့တတိယလေးနားထောင်ဖို့လိုတယ်နော်နောက်တစ်ပုတ်သွားမယ်ယွန်းပန်前に自転車があります。前に自転車があります。あしまスペイン語で。友達は見ていません。友達が見ていません。友達は見ていません。何と言いますか နန်တိုအီမတ်ကဘယ်လိုပြောမလဲတဲ့ဘယ်လိုပြောမလဲမီမဆန်ယောမီမဆန်ယောမမြင်ဘူးအဲ့ဒါပြောမလားမပြောဘူးလीနော်ဒါကိုကတားလိုက်မဲ့ပုံစံနူးနေပဲပြောမှာပေါ့နိနိအဘနိုင်းですよနိအဘူနိုင်းですよအဲ့ဒီအတိတ်ပဲတိမာရမယ်အဘူနိုင်းဆိုတာအန်ဒီရဲ့များတာအန်ဒီရဲ့များတွေအဘူနိုင်းですよအန်ဒီရဲ့များတွေလို့ပဲပြောမှာပေါ့နော်နိဗန်အဖြစ်မှန်ဖြစ်မယ် 三三那么多。痛いですよ。痛いですよ。なあれ、え、痛いですよが、トモダチ丹根ちゃんが描めざかもほぶら、とてけろ丹みえ、痛いですよなれと描まれ。あく子が丹根ちゃんま見む差便をえいとこが、あ、あにえみゃえとそびろ、ニバンがアプラインデスよべ描まぼ。えいとあてまんがニバンば。အနောက်ဆုံးအပုတ်လေးကြည့်မယ်။ကောဘတ် 5番名前がレストランでコーヒーが来ませんレストランでコーヒーが来ませんえろレストランさたおさんまレピーがコーヒーがまらぶうて長い時間待っています長い時間待っていますအချိန်အကြာကြီး나가이지간အချိန်အကြာကြီးကိုမှတ်တဲ့အိမ်မှာစောင့်နေတယ်။店の人に何と言いますか?店の人に何と言いますか? ဆိုင်ကလူကိုဘာပြောမလဲ1 1နံပါတ်1ကော်ဖီを持ってきますよကော်ဖီを持ってきますよအကော်ဖီကိုတည်းယူလာတယ်တဲ့အလိုပြောမလား2နံပါတ်2ကော်ဖီはまだですかကော်ဖီはまだですかကော်ဖီကအခုထိလားအခုထိမရောက်သေးဘူးလားလို့ပဲမိမှာပေါ့ဟုတ်တယ်မလားကော်ဖီはまだですか သူတို့ကလာမချပေးတာဖြစ်တဲ့အတွက်မာဒါဒက်စ်ကအခုထိလားကော်ဖီကအခုထိမရောက်သေးဘူးလားဆိုရင်ဒီလိုလေးမိမှဖြစ်တဲ့အတွက်အပြင်းမှန်တန်းတွေ့သွားပြီနော်နီပန်ကနံပါတ်2ပါ3ပန်1နားထောင်ကြည့်ပါဦး3コーヒーを飲みませんか ခိုးယွနူမီမဆိုင်ကနူမီမဆိုင်ကမဆိုင်ကဆိုရအတုံးနှုံးကြီးဆိုရင်ဒါကတယောက်တည်းလှုပ်ချင်တာမို့အမြန်နဲ့လှုပ်ချင်တာဖြစ်တဲ့အခါမှာပဲနူမီမဆိုင်ကလို့မိမှာနော်မဆိုင်ကကိုတုံးမှာအဲ့ရဆန်းပန်ကတော့မဖြစ်နိုင်တော့ဘူးအဲ့ရအဖြစ်မှန်ကဘလောက်ဖြစ်မလဲအဖြစ်မှန်ကနိဗ္ဗာန်ဖြစ်ပါတယ်နော်အဲ့တော့ခိုးယွမာတာဒစ်ကလို့ပဲမိပါဖြစ်ပါတယ် ဒါဆိုရင်အကူဖြစ်ဆိုသွားတာကမြားထိုးပုပ်စာလေးရဲ့နောက်ဆုံးအပုပ်ဖြစ်ပါတယ်။အဲ့တော့မြားထိုးပုပ်စာမှာဆိုရင်သူကအပြည့်ရွေးချယ်စရာတနည်းသုံးလေးလို့မပေးထားပါဘူး။ကိုက listen နဲ့မာတီတခါတည်းအပြည့်အပုပ်ကဘာဖြစ်မလဲဆိုတာတနည်းသုံးဆိုပြီးသူတခါတည်းပြောသွားတဲ့အချိန်မှာတေချာလေးနားထောင်ရမှာဖြစ်တယ်လို့နမတ်ကိုလည်းမှန်ကန်စွာဖြစ်တတ်ဖို့လိုပါတယ်။အဲ့တော့နမတ်ကောအပြည့်ကိုတေချာလေးတေချာနားထောင်ဖို့လိုအပ်ပါတယ်။ ဒီမြားထိုးပုံစံလေးကနော်ဒါဆိုရင်တော့တတိယတစ်ပိုင်းထပ်ပြီးသွားပြီနောက်ဆုံးအပိုင်းတစ်ပိုင်းမှာဆက်ပြီးတော့ကျန်တော့တယ်ပေါ့နော်